3D ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစက်လေးက2025 27အတွက်နောက်ဆုံးဖိုင်နေပါနော်ခုနှစ်ခုမြောက်ဖိုင်လေးပေါ့ကျွန်တော်6 6ခုမြောက်ဖိုင်ရတော့ကျွန်တော်ဒီ trial ပတ်သက်တဲ့စက်လေးကိုတော်တော်များများတောင်းဆိုကြလို့ကျွန်တော်တင်ပေးခဲ့ပြီဖြစ်ပါတယ်အခုစက်လေးကဒီ27ကြိမ်အတွက်2025 27အတွက်နောက်ဆုံးဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ခုနှစ်ကြိမ်ပေါ့ပေါ့ခုနှစ်ခုမြောက်ဖိုင်လေးပေါ့နော်ဒီစက်လေးရဲ့ဖြစ်စဉ်လေးကိုကျွန်တော်တစ်ချက်လေးလာကြည့်လိုက်အောင် သူရဖြစ်စဉ်ဟာ1992ခုနှစ်မှာအစပြီးဖြစ်တယ်။ဟုတ်ဖြစ်တယ်ပေါ့။1992မှာသူစခင်တာဘယ်လိုခင်းတော့နှစ်နောက်ပိတ်နဲ့စတက်ဘရိတ်နော်နှစ်နောက်ပိတ်နဲ့စတက်ဘရိတ်ပြီးတော့မိတယ်မှာအတစ်ကဒီစတက်ဘရိတ်ရဲ့တစ်ကပြန်ပိတ်ထားတယ်။နော်63နှစ်ဆိုတော့နှစ်ပိတ်နဲ့စတက်ဘရိတ်သူရပေါ်မှာပေါင်းခြင်း၉ပါမယ်။နော်ပထမရပေါ်မှာပေါင်းခြင်း၉တစ်ခုပါထားတယ်။ပေါင်းခြင်း၉ပါတော့ခဏပြီးရင်အောက်မှာနှစ်ပိတ်နဲ့စတက်ဘရိတ်အဲ့ဒီစတက်ဘရိတ်ကတစ်ပိတ်နှစ်ပိတ်သုံးပိတ်ကျော်မှာတစ်လို့ပိတ် အဲ့ဒီတရက်ဘေးမှာအောင်ကျဆက်သုံးပါတော့ခဏထွက်မယ်။သူ့ရဲ့ပုံမှာဒီမှာအစိမ်းရောင်တော်ပိုင်းပေးထားတဲ့ခြေနှလုံး၁၄အဲ့ဒီခြေနှလုံး၁၄ဟာတစ်နှစ်ကျော်မှာအဲ့ဒီခွန်ခွန်ကခွန်ခွန်တိုင်းပြန်ထွက်မယ်နော်။အကောင်ပဲနှစ်ရောက်။ကျွန်တော်က90နဲ့တက်ကနေနှစ်နှစ်ကျော်နော်။90နဲ့တက်မှခင်းလိုက်တာနော်။နှစ်နှစ်ကျော်94မှာအဲ့ဒီခွန်ခွန်ရှိတယ်ပြန်ကြမယ်နော်91ကနေခင်လိုက်တာ94မှာသူအဆုံးတက်တယ်ပေါ့နော်91ကနေစားသူရဖြစ်တဲ့အစားပဲအစားတော့အောင်ချင်း6လို့ပါမယ် ပြီးရင်နှစ်ပိတ်နဲ့စတစ်ပလိတ်နော်နှစ်ပိတ်နဲ့စတစ်ပလိတ်ပြီးရင်တပြက်တစ်ပြက်သုံးမိကြမှာတစ်ကပိတ်နော်စတစ်ပလိတ်သုံးမိကြမှာတစ်လို့ပဲပြီးရင်သူ့ရဲ့ဘေးမှာတစ်နဲ့တန်းတန်းမှာပေါင်းနေဆက်သုံးပါတယ်သူ့ရဲ့အပေါ်မှာရှိတဲ့နှလုံးပေါင်း၁၄အဲ့ဒီ၁၄ဟာတစ်နှစ်ကျော်ဒီဘက်နဲ့မပြောင်းထွက်ဘူး94ကိုရောက်ပါမယ်နော်94ကိုခွန်ခွန်ရှိတွဲအဲ့ဒီခွန်ခွန်ရှိတွဲဟာသူထွက်ရမယ်ဆိုတော့တင်ကေတာစင်ကနယ်မပြမရှိမထွက်ဘူးအဲ့စင်ကနယ်လေးကိုကျွန်တော်ပြင်ပြမယ်နော်ဒါ97ရဲ့ပထမဖြစ်စဉ် 91ပြင်အာမြေမှာလာခင်းတော့96 96ခုနှစ်မှာကြတော့96ခုနှစ်မှာကျတော့သူက6ခန်းနဲ့ဖြစ်သွား6ခန်းနဲ့6ခန်းနဲ့21ပြည့်ဟိုဘက်မှာတော့ဟာ2ပြည့်21ပြည့်အခု96မှာကြတော့သူက6ခန်းနဲ့21ပြည့်အဲ့ဒီ21ပြည့်ကြာပြီးတော့ပြင်းပြင်းသုံးပြီးတော့မှတစ်ကခါဖြစ်သွားဟိုဘက်မှာတော့တစ်ကဟိုဘက်မှာတော့တစ်ကအပိတ်ကိုသွားနော်ဒုတိယဖြစ်စဉ်မှာကြတော့ဒီ6ခန်းနဲ့21ပြည့်ကိုကြာတဲ့အချိန်မှာကြတော့သူကသုံးပြီးတော့မှတစ်ကခါဖြစ်သွားပြီ နော်ဒီ6ခါရဲ့6ခါ27 player ပေါ်မှာပေါင်းကျဲ9ပါလောက်ကနေရှိမယ်ပြီးရင်သုံးမိတယ်မှာတစ်ကခါမှာခါဝင်ပြီးရင်အဲ့ဒီဒီနှလုံးပေါင်းသူ့ရဲ့ဘေးတက်တယ်မှာနှလုံးပေါင်း3ပါလောက်ကနေရှိပြီးရင်လေးသူ့ရဲ့ပေါ်မှာလေးတက်ဆက်ရောင်ပိုင်းပေးထားတဲ့လေးတက်ကတစ်နှစ်ကျော်မှာပြန်ထွက်မှာနော်ဒီလေးတက်ကတစ်နှစ်ကျော်မှာပြန်ထွက်မှာဒီဘက်မှာတော့ခွန်ခွန်ဟာတစ်နှစ်ကျော်မှာပြန်ထွက်ခဲ့တယ်လို့ဒီလေးတက်ကလည်းတစ်နှစ်ကျော်ဒီဘက်မှာလေးတက်ရှိပဲဆိုပြီးပြန်ပြန်ပြန်ထွက် ူ့ရဲ့ single name ပြန်မရှင်းအဲ့ဒီ single name လေးကိုကျွန်တော်ပြင်ပြမယ်နော်ဟုတ်အကျွန်တော်ကလည်းအခုကဒီဖြစ်စဉ်ကလည်းအဲ့ဒီ single name ကြောင့်ကျွန်တော်ဒီဖြစ်စဉ်လေးကိုလိုက်ထားခြင်းဖြစ်တယ်တတိယဖြစ်စဉ်က2009မှာလာဖြစ်တယ်2009မှာ2009မှာအဲ့လိုနှစ်ပိုင်းနဲ့ဆက်တက်ပြခဲ့နော်နှစ်ပိုင်းနဲ့ဆက်တက်ပြပြီးရင်6ခါနဲ့ဆက်တက်ပြအဲ့လိုခဲ့နော်အပေါ်မှာပေါင်းခြင်း9ပါတော့ခဏအဲ့ကောင်ကြာပြီးရင်နှစ်ပိုင်းနဲ့ဆက်တက်ပြ ပြီးရင်တော့မင်ကျော်မှာတစ်ကအပိတ်ကိုပြန်သွားတယ်ဒီမှာတော့နှလုံးဖြစ်နေလို့နော်ကျွန်တော်တော့တလက်စီပဲယူလိုက်မယ်တစ်အပိတ်ပြီးရင်တစ်ခါနော်တစ်အပိတ်တစ်ခါဒီမှာတော့နှလုံးကြာနေတယ်အဲ့ဒီတစ်အပိတ်ရဲ့ဘေးမှာအောင်းကျင်း၃ပါလို့ခင်ဗျာပြီးရင်သူ့ရဲ့ဘောမှာအစိမ်းရောင်ပိုင်းပြီးထားတဲ့၃ခုအတွဲနော်၃ခုအတွဲဟာတစ်နှစ်ကျော်မှာအဲ့၃ခုအတိုင်းပဲပြန်လာမယ်ဒါတတိယဖြစ်စဉ်နော်တတိယဖြစ်စဉ်ဟာ၂၀၀ခုမှာခုနောက်ဆုံးဖြစ်စဉ်ကဘာမှလာဖြစ်လို့နော်၂၂မှာလာဖြစ်တယ်၂၂မှာလာဖြစ်တယ် အစနှစ်မှာပေါင်းရင်းကိုခံလိုက်ပြီ6ခါနဲ့21ပြိတ်နော်ပထမကသူက2ပိတ်နဲ့21ပြိတ်ဒုတိယက6ခါနဲ့21ပြိတ်တတိယက2ပိတ်နဲ့21ပြိတ်အခုဒီမှာ20နှစ်မှာကျတော့6ခါနဲ့21ပြိတ်ပြီးရင်သူ့ရဲ့သုံးမိန်ကျော်မှာတစ်ကခါကိုပြောင်းနော်အပိတ်တစ်လက်ခါတစ်လက်အပိတ်တစ်လက်ခါတစ်လက်သူ့ရဲ့ဘေးမှာပေါင်းရင်းသုံးပါအဲ့လိုဆိုသူ့ရဲ့အပေါ်မှာရှိတဲ့သုံးရက်နော်ကျွန်တော်တို့3 D ပြိတ်တွေနော်တစ်နှစ်လုံးငုံနေတဲ့သုံးရက်ထိတ်ရဲ့ ပြောင်းနေတော့တိတုံညက်တိအဲ့ဒီတုံညက်တိကရှေ့တွင်2025မှာပြောင်းကြမယ်2025မှာအဲ့တုံညက်တိရှေ့တွင်ကျွန်တော်ကဒီနေရာမှာဖမ်းထားတယ်နော်သူကဘာလို့လဲဆိုတော့ဒီမှာစင်ကနေပြနေနော်ပြောက်ပြီးကျွန်တော်ဒီစင်ကနေပြတဲ့ဟာလေးကိုကျွန်တော်မဝိုင်းရဘူးအဲ့ဒါလေးကျွန်တော်ခဏဝိုင်းဆောနာနော်ဒီနေ့ပိနေစတိပလက်တော့မှကျွန်တော်တစ်ပိတ်တယ်ပြီးရင်ပေါင်းကျင်တော့သူရဲ့ဘောကခွန်ခွန်အဲ့ဒီခွန်ခွန်ရှေ့တွင်ကတစ်နှစ်ကျော်မှပြန်ထွက်ဘယ်အချိန်မှထွက်မှာ6ပိတ်ခွန်ပိတ်3ပိတ် 603လို့တားရတယ်သူရတဲ့တယ်မှာအဲ့ဒီဆုံးတာဒီကတဲ့လိုက်တဲ့ခွန်ခွန်နှလုံးဟာဒီမှာလာပြီးကြာမယ်အဓိကဒီ site ကိုကျွန်တော်ရှာရတဲ့အကြောင်းအရာဒီ603လို့တန်းနေလို့ဒီ603ကိုတန်းပြီးမှကျွန်တော်ဒီ site ကိုလိုက်ရှာတကယ်ကျင်းလို့ကြတော့ကျွန်တော်လေးလေးနက်နက်လေးဖြစ်စေချင်လို့ဒီကောင်ကိုအရင်ပြရအောင်နော်အဓိက point 603ဆိုပြီး point အဲ့ဒီ603လို့တန်းပြီးမှအဲ့ဒီရှင်းနှလုံးလေးရရှင်းနှလုံးလေးလို့ကြာအမှတော့ဒီခွန်ခွန်ကိုပြဆဲခွက်ထိုးခိုင်းဒါပြဆဲခွက်မထိုးချင်တော့တကယ်ချင်းနေအတွက်ဒီမှာဒီခွန်ခွန်လို့ဖြစ်တဲ့ဒီမှာနောက်နှလုံး6နဲ့ပေါက်တယ် အဲ့ဒီနောက်နှလုံးချောင်းနဲ့ဒီကလေးနဲ့ပေါ့။ပုံရလို့ပြန်ဖြစ်တယ်။နော်။အဲ့ဒီအချိန်မှာဒီ content ကဝင်ကားဝင်ထားတယ်။ဒါပထမဖြစ်စဉ်နော်။ဒုတိယဖြစ်စဉ်က96။နော်96။96မှာဘယ်လိုဖြစ်တော့ဆိုတော့နော်။ကြောက်ကားနဲ့27ပြိပုံမှာပေါင်းခြင်းကို3မိနစ်ကျော်မှာတစ်ခါ။သူ့ရဲ့တစ်ခါရဲ့ဘေးမှာပေါင်းခြင်းသုံး။သူ့ရဲ့ဘဝ၄တစ်အတွဲရှိပဲ။၄တစ်ရှိတွဲ၄တစ်ရှိတွဲဟာတစ်နှစ်ကျော်မှာပြန်ထွက်မယ်။နော်။အဲ့ကောင်ပဲနှစ်တော့။90နှစ်၄တစ်ရှိတွဲ။ မထွက်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 ဘာလို့ထွက်တော့ပြည့်ပြီမှာ6 3 6ခွန်3လို့ထောင်းလိုက်တယ်နဲ့အလေးတရှိပဲအပိုင်းဒါလေးတစ်ကို CD ဆွဲခိုင်းတယ်နော် CD မဆွဲကျင်တဲ့ငွေချင်းတွေအတွက်ဒီနောက်နှလုံးနဲ့ဒီအပိတ်နဲ့ပေါင်း30လို့ဖြစ်နေရတယ်နော်အဲ့ဒီအချိန်မှာဒီတစ်ကတစ်ခါပဲနော်ဒီတစ်အပိတ်ကအဲ့ဒီတစ်ထိတ်ကတစ်ခါဒီဘက်မှာတော့ဟွန်ထိတ်ကဟွန်ခါနော်ဒီမှာတော့နှလုံးဖြစ်နေတယ်တတိယဖြစ်စဉ်က2009မှာလာဖြစ်တယ်2009မှာနှစ်အပိတ်နဲ့ ဒရိုက်ဆက်ပြအပေါ်မှာပေါင်းကြည့်ဖို့သုံးမိကျော်မှာအဲ့ဒီပစ်ကပိတ်မှရှိတယ်နောက်တစ်လက်ကျရင်နောက်တစ်လက်ကျရင်သူကခေါင်းသူ့ရဲ့ဘေးမှာပေါင်းကြည့်တော့ရှိတယ်အပေါ်မှာသုံးခုံထွက်အစင်းရအဲ့ဒီသုံးခုံရှိပြီးတော့တစ်နှစ်ကျော်ပြန်ထွက်နော်ဒီမှာ2012ပဲအထွက်ဘူးထွက်ဘူးထွက်ဟောဒီမှာနော်ကျွန်တော်ပြောတဲ့စင်ကနေ6ခုံ3အဲ့ဒီ၆ခွန်၃လို့ဖြစ်တာနဲ့ဒီ၃ခွန်တွေကဒီမှာပြုတ်ကြအောင်ဆယ်ခွန်မတော်ဘူးနော်ဆယ်ခွန်မထိုးကျင်တဲ့တကယ်ချင်းတွေကဒီအပိတ်နဲ့အဲ့ဒီနောက်နှလုံးနဲ့ပေါင်းတယ် အဆယ်လို့ဖြစ်နေမယ်။ဒါပေမဲ့၃ညနော်၊ခွန်၃ခွနော်အဲ့လိုလေးပြတ်ပြတာ။ဒီ၃ကဟိုဘက်မှာတော့ဟာကောင်းနေတာခါဝင်တယ်။ဒီ၃ကသုံးထိပ်လို့ပြန်ဝင်မယ်။ဟုတ်ပြီ။အဲ့ဒါဆိုနောက်ဆုံးဖြစ်စဉ်2020နဲ့နော်။ပေါင်းကြည့်ကိုခံပြီ6ကနေ21ပြည်ကြ။၃မိန်ကျော်မှာအဲ့ဒီတစ်ခါခါဝင်ပြီနော်။ကိုအပိတ်တလက်ခါတလက်အပိတ်တလက်ခါတလက်သူ့ရဲ့ဘေးမှာပေါင်းကျင်းသုံးလက်ဖြစ်သွားပြီ။ကဲဟုတ်ပြီဒီတစ်ရက်သောင်းမှာရှိတဲ့ရှေ့ရွယ်၃ည၁။တစ်နှစ်လုံးမထွက်တဲ့၃ည၁ရေပြောင်းနေတဲ့တစ်ခါရယ်နော်။ ိုက်ကောင်ကသူစင်ကြယ်မပြမချင်းတုံ့ကြထိတ်နဲ့တစ်ခါမပြတစ်နှလုံးမပြအဲအခုလာပါပြီဗျာဒီမှာတုံ့ကြတစ်ရှိတယ်ဆဲကွက်ထိုးခိုင်းတယ်ကောနော်ဘာဖြစ်လို့ရော6.3နော်အဲ့ဒီ6.3လို့တန်းပြီးဆိုတော့အဲ့ရှိတုံ့ကြတစ်တွေ့တယ်အဲ့ဒီချိန်မှာဒီတုံ့ကြထိတ်ကတုံ့ကြထိတ်ပဲဟိုဘက်မှာတော့ဟိုဘက်မှာတော့အလဲလိုက်နှစ်ခုဝင်တယ်လို့အခုဒီဘက်နှစ်ခုမှာထိတ်ပြီးဝင်ပြီးရင်ဒီအပိတ်နဲ့နောက်နောက်နဲ့ပေါင်း10လို့ဖြစ်တယ်0.15 တခွက်တည်းထွက်တာအမှန်တော့ဒီသုံးလက်တစ်ခုတော့ဆက်ခွက်ထိုးခိုင်းတယ်နော်ဆက်ခွက်မတဒါတော့ကျွန်တော်တခွက်တည်းဖြစ်အောင်လုပ်ထားတာနော်တခွက်တည်းဖြစ်အောင်လုပ်ရတဲ့အကြောင်းရင်းကဒီခွန်ခွန်ကိုခွန်ခွန်လို့ပို့တဲ့ဒီမှာကျွန်တော်ဒီခွန်နဲ့ကုန်းနဲ့ခွာပြီးသားတယ်ဒီလေးနဲ့ပေါင်းမှ30ဖြစ်နော်ဒုတိယဖြစ်စင်ပါလေအဲ့လိုပဲဒီလေးတစ်ကိုလေးတစ်လို့ပို့တဲ့ချိန်တောက်ခွန်တုံးလို့တန်းတဲ့ချိန်လေးတစ်လို့ပို့တဲ့ချိန်မှာဒီဒီလိုဒီချိန်ခွန်နဲ့30က30လို့ဖြစ်တယ်အဲ့ဒီချိန်မှာဒီတစ်ထိပ်ကခါနော်မြန်မာလိုကလည်းခွန်ထိပ်က ဟာဒီမှာတော့နှလုံးဖြစ်နေတော့ထိတ်လို့လို့အလေလို့ပို့ပြန်နော်တတိယဖြစ်စင်မှာလည်းအလိုပဲနော်ဒီ၃ခုံကိုသူပို့တဲ့အချိန်မှာဒီမှာ၆ခုံတော့အဲ့လိုတန်းတဲ့အချိန်ကျမှသူ၃ခုံလို့ပို့တာအဲ့ဒီအချိန်မှာဒီခွန်၃နဲ့ကျွန်တော်ဒီထိတ်လို့ပြီးသားတဲ့ခွန်၃နဲ့ဒီပုံများနဲ့၁၀လို့ဖြစ်ဒီ၃ဟာ၃ထိတ်နော်အခုနောက်ဆုံးဖြစ်စင်ကနော်ဒီမှာကို assertive break နော်တက်ကခါပြီးရင်ပြီးမှပေါင်းချက်တော့ဒီပုံများတစ်ရှိတွေဟာ၂၅မှာကြာပါဘူးသူပေးတဲ့စင်ကလေးကဟိုအောက်မှာလာပြီးတော့၆ခွန်၃အတုံးနဲ့တစ်ရှိတွေပဲ နော်အဲ့တော့လက်တရှိတွေကြာပြီးရတယ်ပတ်စဲခွက်မတတ်ပါဘူးဒီမှာတော့ကျွန်တော်ဒီဒီရှိတ်ကိုရှောက်လို့လုပ်ပြီးသားတယ်ဒီရှောက်လိုက်ဒီလေးနဲ့ပေါင်းမှာ30လို့ဖြစ်တယ်ရှေ့ရပုံစံတားအဲ့ဒီချိန်မှာဒီတုံညာဟာတုံညာဖြစ်နော်ဘာလို့ရပြောင်းနေတဲ့တုံညာရဲ့တက်ဆီတုံညာရဲ့ဒီနေ့လုံးတက်လိုက်နေတဲ့ငွေချင်းတွေအားတက်စရာစိုက်တစ်ခုပေါ့ဗျာနောက်ဒုတိယဖြစ်စဉ်ဒုတိယ file နောက်တစ်စိုက်ဒီမှာကျွန်တော်တစ်ခါလေးပြောခဲ့လိုက်လက်ပြန်ဆက်ခါလေးဖြစ်သွားပြီနော်နောက်တစ်ခါလေးလုံးလုပ်တော့ ဒါလေးကအလွယ်လေးနှစ်ကန့်ဟိုပါပေါ့ဗျာဖြစ်တယ်နှစ်ခုလေးပေါ့2009ခုနှစ်မှာတဲ့2009ခုနှစ်မှာ66 date ဖြစ်တယ်တတကတည်းကနှစ်ပွဲပဲရှိတယ်နော်2009ရ2020အဲ့ဒီ66တိတွက်ထွက်တဲ့နှစ်ထဲမှာနော်66တိထွက်တဲ့နှစ်ထဲမှာဘာဖြစ်တော့6ပရိတ်4ပရိတ်ခွန်ပရိတ်နော်6လေးခွန်ဆိုတဲ့ပရိတ်တုံးကိုတန်းလိုက်6လေးခွန်လို့တန်းပြရတယ်အဲ့ဒီခွန်နဲ့တန်းတတ်မှာ4 4လေးဆိုပရိတ်တုံးကိုတန်းနော် 2009မှာပထမဖြစ်ချိန်က66တိလို့ထွက်တယ်။66တိ death trap ပြီးတာနဲ့အဲ့ဒီနှစ်မှာ64 66တိကိုအမိပြုပြီးဖြစ်လာတယ်။64ခွန်အဲ့ဒီခွန်ကနေဆက်သွားရင်444ဆိုပြီးဟုတ်ပြီ။အဲ့ကြတော့ဒီ444လို့တန်းပြန်တယ်အဲ့ဒီ4က4ခါပဲ။နော်4ခါလို့ကြား။နောက်တစ်ခါဒီ64ခွန်လို့ဖြစ်ပြီး444လို့စဖြစ်တာနဲ့ဒီပထမ4ပြည့်ရအောင်နောက်နောက်လုံး30နောက်နောက်လုံး30လို့ဖြစ်တဲ့အချိန်သူရဲ့ဘေးမှာထိတ်စီနှလုံးကနက်ခတ်ဒီနှစ်ကနှစ်လို့တက်။နော်ဒီနှစ်ကနှစ်ထိတ်လို့တက်အဲ့ဒီအချိန်မှာ လေးခါလို့ကြပြီးတာနဲ့နော်ရှစ်ကအပိတ်ရှစ်ကအပိတ်သုံးထိတ်နဲ့သုံးနှစ်ပွင့်ငယ်နဲ့တိခါခါနော်သုံးတိရှိနော်ဒီထိတ်သီးနှလုံးပေါင်း9လို့ဖြစ်တယ်နော်ဒီဒီကောင်နက်ခတ်နော်ဒီကောင်ထိတ်သီးနှလုံးနက်ခတ်ဒီနှစ်ကနှစ်လို့တွေ့တယ်ဒီကောင်9လို့ယူဆလဲရတယ်နော်ဒါမှမဟုတ်ဒီနှစ်နဲ့သုံးနဲ့တလုံး9ဒီကောင်တော့နက်ခတ်ဖြစ်နေလို့နော်ဒီနှစ်နဲ့သုံးနဲ့9လို့ယူဆလို့ရတယ်ဒီသုံးနှစ်ပွင့်ရောရင်ဒီအိုက်ကောင်နဲ့ပေါက်တယ်ဒီရှစ်နော်ရှစ်အပိတ်ကမှုသေးပေါ့ဗျဒီပထမ၄ပြည့်ရအောင်နောက်နှလုံး30 哎，你能不能弄得出来背得死下？这呢种蛮偏方的，死快，死快熟的。哎，干嘛熟的？你能不能弄得出来？哦嘛，稀里呱啦的爆炸的，那稀里呱啦的爆炸的。为什么？哎，你这个线路变变的，啊，这电线变个，线路就变出了。为什么？你桥塞里有表面变了呢？里头桥变化。哎，叫做里裂变、裂拆、裂化、裂拆。啊，你桥塞里有里头桥就化了的。为什么？你中间桥里头那个呢，变了啥东西啊？喏、ouais,，阿个明白不？ နှစ်ကနှစ်ပါပေါ့ဖြစ်စဉ်တစ်ခုပေါ့ဗျာနှစ်ကစီးလို့ပြောလို့ရအောင်ကဲဟုတ်ပြီ2020မှာ2020မှာဒီမှာတော့ဆော့ချောက်တူဆိုတော့ကောင်းချက်တယ်ပြဲအဲ့ချောက်ချောက်တကနှစ်ပွဲပဲရှိတယ်အဲ့လိုဖြစ်ပြောင်းနေအဲ့ဒီချောက်ချောက်နဲ့ထွက်တဲ့အတွက်ကြောင့်ခုနောက်ဆက်တွဲတွေကဒီမှာ6ပရိတ်၄ပရိတ်ခုပရိတ်နော်အဲ့လို၆ပရိတ်၄ပရိတ်ခွန်ပရိတ်လို့ဖြစ်ပြီးဆိုတာနဲ့အဲ့ဒီခွန်ပရိတ်နဲ့တက်တယ်မှာ၄၄၄ဆိုလိုက်တယ် ဲ့တော့လေးလေးလေးလို့တန်းတဲ့အချိန်မှာသူ့ရဲ့အောင်မှာနောက်နှလုံး30ပဲဟိုမှာတော့36လေးဒီမှာလေးလေး6နောက်နှလုံး30ပဲပြီးရင်သူ့ရဲ့ဘေးမှာတိုက်စီနှလုံးနှက်ခတ်ဒီ6ဒီ6တူတယ်အဲ့ဒီလေးပရိတ်လေးပရိတ်လေးပရိတ်လို့ဖြစ်ပြရတယ်ပထမလေးပရိတ်ရဲ့အောင်မှာနောက်နှလုံး30တတိယလေးပရိတ်အောင်မှာ၄ခါအဲ့ဒီ၄ခါရဲ့အောင်မှာရှစ်ပိတ်မှုတွေရှိတယ်နောက်ဒီ6ဒီ6တူတယ်ဒီလိုနှက်ခတ်လည်းဖြစ်အော်လည်းသုံးနာဒီကောင်နှစ်နဲ့သုံးနဲ့တူခွာငါနော်ဒီကောင်လည်း၅ပဲဒီကောင်ပြန်ပြန်ပြီးပေါင်းရင်လည်း၅ပဲနော်အဲ့တော့ဒီ6နဲ့2ပွင့်ငယ်တခွန်ကအခါမှာရှိတယ် ဟိုမှာတော့3တိရှိလို့ထွက်တာနော်3.2ပွင့်ငယ်တဲ့ဒီမှာကျ6.2ပွင့်ငယ်တဲ့ခုပြီးတော့10အပိတ်ကမူတည်ဟိုဘက်မှာတော့ဒီ64ဆိုတော့ဒီကခွာမြေ46ဆိုတော့ဒီ6ခွာဒီမှာလာခွာနော်လာခွာတယ်ပြီးရင်ဒီနောက်နှလုံး30ရဲ့အောက်မှာခြေလေးခွာလေးနော်ပြီးရင်ဒီ10အပိတ်ကရှစ်ထိတ်လို့ထွက်ထွက်ပြီးတော့ဒီ6ဒီ6ဒီ6ဟာ6လေးပြန်ခွာမယ်46 64လေးခွာပြီးတော့ဒီကနေအောင်ဒီရွှေ့လိုက်တာဒါလေးပဲနော်ဟိုဘက်ကဖြစ်တဲ့အတိုင်းပဲနော် 6 6တလို့ဖြစ်တယ်6 4ပြိဋ္ဌာန်းနဲ့4 4 4ပြိဋ္ဌူတယ်ပထမ4ပြိဋ္ဌာန်းအောင်မှာ90ရှိတယ်ပြီးရင်နက္ခတ်ထူတယ်တတိယနှလုံးနက္ခတ်ဒီနှစ်ဒီနှစ်တူတယ်တတိယ4ပြိဋ္ဌာန်းအောင်မှာ၄ခါရှိတယ်10ပြိဋ္ဌာန်းဒီလို9လို့ဖြစ်အောင်ဒီလို9လို့ဖြစ်အောင်တုံးထိတ်တုံးတဲ့နှစ်ပွင့်ငယ်တဲ့တိကအလေတိုင်းရှိပိတ်ကမူတည်ဒီနှလုံး90ရဲ့အောက်မှာရှေ့လေးကွာလေးရှိတယ်နော်ပြီးရင်ဒီ၄ပိတ်က၄လို့ခေါ်တယ်ပြီးရင်ဒီရဲ့ချစ်အပိတ်ကတပြင်းကျော်မှာ၈ထိတ်လို့ပြန်တယ်ပြီးရင်ဒီ64ကပြောင်းပြန်လာပြီ46လို့ ခွာခွာတဲ့ချိန်မှာဒီ36လေးကို36လောက်ပြင်ထည့်တာပဲအော်2020မှာအတိုင်းလာဖြစ်တယ်66 2သူ့ရဲ့ဖြစ်တဲ့ဒီကောင်ထွက်တဲ့အတွက်6 4ခွန်အဲ့ဒီ6 4ခွန်ပရိတန်ပြန်တဲ့4 4 4တန်းအဲ့ဒီ4ပရိရဲ့အောက်မှာမြင်ပြလားအော်လုံးတက်ပြည့်ထည့်ပြီးနှလုံးတစ်ခါဒီ6ပါဒီ6ချက်တတိယ4ပရိရဲ့အောက်မှာဒီခါကြပြီးရင်ဒီလို9လို့ဖြစ်ဒီလို9လို့ဖြစ်နော်9လို့ဖြစ်အဲ့ဒီ9.2ပွင့်ငယ်တဲ့ခွန်ကနောက်ခါခါလေတိုင်းချစ်ကမှုတွေပဲပြီးနောက်နောက်တစ်ဆယ်ရဲ့ အောက်မှာခြေလေး꽈လေးပြီးရင်ဒီရှိပြီးရင်ဒီ6ဘိတ်ကဒီနောက်လုံး36ဘိတ်က6꽈လို့ဖြစ်ဒီ10ဘိတ်က10ထိတ်လို့ထွက်ဟဲ့ပြီးရင်လည်းဒီ6 6 6လေးလို့ပြန်꽈ဒီ6ဒီ6ဒီ6 6လေးလို့꽈ဒီကနန်းကိုဒီချွေလိုက်တာ6လေးလေးဒီနှစ်ကွက်ကတော့အရင်ကွက်လေးကျွန်တော်ထည့်ပြီးတာ58ကွန်53နဲ့အားလုံးတွေကပြန်ကြ58ကွန်ကတော့သူ့ရဲ့စနစ်အရောင်းနော်66တွေ့တယ်64ကွန်ဖြစ်တယ် လေးလေးလေးလို့တံပြော6လို့ပိတ်တယ်ရှင်နှလုံးပိတ်ပြီနှလုံးပိတ်ပြီ6နှလုံးပိတ်တာလေ695ဆိုပြီးနှလုံးတောင်းတူမယ်နော်695သုံးလုံးတောင်းတူမယ်695အဲ့ရငါးတိတ်ကနှောင်းနှလုံး၅အဲ့ဒီနှောင်းနှလုံး၅ဟာဒီနှစ်ထိတ်ကနှစ်ခါလို့ကြာပြီးတော့နှောင်းနှလုံး၅အဲ့လိုမှမဟုတ်ရင်ဒီကောင်30လို့ဖြစ်ပြီးတော့နှောင်းနှလုံး၅ဒီမှာလည်းပူပလေးထွက်ကြဟုတ်တယ်နော်ကြဟုတ်ပြီအဲ့ပုံစံတိုင်းသုံးနာ6လေးလေးမဟုတ်ခင်နော်6 6တူရအောင်မှာ6လေးခေါအတောက်လေးခေါလေးပလေးလေးပလေးလေးပလေးမ6တလုံး ်6နှလုံးပိတ်ပြီ695เนาะ695ကျွန်တော်အဲ့လိုယူလိုက်695 695လို့ဖြစ်တဲ့အချိန်မှာဒီ9ထိပ်ကိုနောက်နှလုံး9ပြန်လုပ်မယ်နောက်နှလုံး9လို့ပြန်လုပ်မယ်ဆိုရင်ဒီ6ကို6ခါလုံးဝင်9 6ခွန်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ9ထိပ်ကိုဒီလို30လို့လုပ်မယ်ဆိုရင်9 3နဲ့အဲ့ဒါကြောင့်ကျွန်တော်ဒီ9 6ခွန်နဲ့9 3နှစ်ကိုအရင်ထည့်ပြရခြင်းဖြစ်တယ်ကဲ22ကြိမ်2025 22ကြိမ်မှာမိတ်ဆွေစင်ငယ်ချင်းများအားလုံးကံတူးခြင်းများဖြစ်ကြပါတယ်ခင်ဗျာကျွန်တော်တို့ဒီပြီးခဲ့တဲ့ ီဒီယိုဖိုင်6ကတော့ချစ်ထွန်ရတော့ဒီပွဲမှာအားအကောင်းဆုံးပေါ့ဗျာနော်ဒီ site လေးတွေကလည်းဒါခြံထားလို့မရတဲ့အတွက်ကျွန်တော်တက်ပြီးတော့တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ကဲ27ကြိမ်အတွက်ကတော့ဒီလောက်ပါပဲဗျာ